အေးပေါ့နော်ဒီစကားလို့အရန်အောင်မြင်ကျွန်တော်တို့ဒီဒီကိုတစ်ခေါက်ပြန်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါ10နဲ့တော့လည်းလိုပဲကိုရ10နဲ့တော့ပြင်ဦးလွင်မှာလေ90နဲ့နှစ်ချက်ပေါက်အောင်ရင်ပြင်ဦးလွင်ကအဲ့ဘုရားကိုပြန်လာတော့တကယ်လေးသွားခဲ့ပါပြန်ပြီးတော့သွားပြေအောင်ပါလားအဲ့ဒီကိစ္စကိုလည်းခရီးပေးထားတဲ့ပြည်သက်တွေအဲအများကြီးအားပေးရဆိုလို့ချင်းတခြားကျွန်တော်တို့တောင်းလို့တောင်းရမယ်တာဝန်ရှိသွားတယ်။အခုကောနီစကားလည်းအရင်ကြီးပြိသက်တွေအားပေးခဲ့ရင်ပောက်ခဲ့လို့ရှင်တစ်ခေါက်ပြန်လာပါမယ်။ပြန်ပူဇော်ပါမယ်ဆိုရယ်ဂရီမျိုးပေါ့။အဲ့မှာကိုယ့်ရဲ့ယုံကြည်မှုလေးတစ်ခုပေါ့။ အတွဲဆက်အစ်စ်ကလေးပေါ့နော်ခေါင်းမှမတွဲဘူးပထမဦးဆုံးလေးယောက်ကအတွဲဆက်အစ်စ်ကလေးပေါ့ဆိုတော့အခုလိုလေးဟိုလွန်ခဲ့တဲ့ခုနှစ်နှစ်ကကိုရီးယားခဲ့တဲ့ကားလေးပြန်ကြည့်ရတော့လေရင်ကုန်စိတ်လှုပ်ရှားတယ်ပို့ပြီးရင်ကုန်စိတ်လှုပ်ရှားတယ်ဘာလို့လဲဆိုတော့ အကျင်နေတော့မျက်နာမူရဟန်ပန်နေကဘာမှမတူတော့ဘူးလေနော်ဆိုတော့ကိုချမင်းဆိုရင်တကယ်ရင်းကြတိငိမ့်နဲ့မန်လီဖြစ်တဲ့ယောက်ျားတယောက်အသွင်ရောဖြစ်သွားပြီပြောင်းသွားပြီပြန်မရနိုင်တော့ဘူးဟုတ်ပြန်မနှုတ်ပြုံနိုင်တော့ဘူးမနှုတ်ပြုံနိုင်တော့ဘူးဟုတ်လို့တလေးလေးပါနော်တော်တော်ငယ်သေးရဲ့နော်မကျွန်တော်ပြန်ကြည့်ရော်လေဒီဟိုအခုကဒါဒုတိယအချိန်ပေါ့နော်ပထမအချိန် family show သွားကြည့်တော့ကလေကိုယ်ခိုင်းအောင်လာလူလေးပြည့် ဲ့ဆိုအော်လို့ငါတော်တော်ငယ်သေးတာပဲလို့ရွှေဆိုလည်းနုနုပဲအခုလည်းနုပါသေးတယ်ဟုတ်ကွာဒီတက်ရွယ်နဲ့ကြိုက်နေအောင်လို့ရင့်ပေးတာငါချစ်သူဟာငါရဲ့မြမညောင်ရောင်မြို့ဦးမြပိုင်ဆိုင်သူနေနေလုံးသူကိုချမ်းမိတာမို့ဘုဘာမှုကင်းပေပျော်ရှင်လို့အဲ့တော့ကိုချမ်းမင်းနဲ့အเจ้าကြီးမှာပဲเนาะအဲရန်ကုန်စိုက်တွေမှာပဲဆိုတော့ရန်ကုန်စိုက်တွေ အဲတပင်ရောက်မှာနည်းနည်းပဲစုံနေအဲ့တော့ဆိုတော့ဟိုခရီးသွားတော့အကိုနဲ့အရန်အဆုံမရှိတော့အမတရတိတ်မမြအောင်ဒါပေမဲ့ကြောင်းစင်းနေမှာတော့အဲစုံရတယ်ပေါ့နော်ရိုက်တဲ့အချိန်မှာတော့နှစ်ယောက်သားတော့ကြိုးကြောင်ပေါ့နော်လိုပဲကိုရီးယားကိုရီးစင်းမရိုက်ဘူးမှလင်းအောင်နဲ့ဖွေးတဲ့ရိုက်နေရဆိုရင်မတ်နိုင်ရှင်ရဲ့ကျွန်တော်ရွှေသမီးရဲ့အနောက်မှာမုံလေးစားလိုက်သူတို့ကြီးလိုက် acting တွေကိုဟိုကြီးလိုက် အားရလိုက်အားမရလိုက်အားအဲ့လိုမျိုးမျိုးစုံတွေပြည့်ပြတ်ပြီးတော့ဟိုပြောစရာရိုက်ကွင်းတစ်ခုကြီးဖြစ်ခဲ့ပါတယ်အမတ်တရားအနေနဲ့ဆိုရင်တော့ဘာရှိလဲဆိုလို့ရှိရင်တော့ဟိုကျွန်တော်ရဲ့ဟိုအမတ်တရားအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ကဒီကန့်ကော်နီကကျွန်တော်ဘဝမှာဟို issue interview မှာလည်းဖြေထားတယ်၃၅မြောက်ရုပ်ရှင်စကားပေါ့နော်ဆိုတော့အချိန်မှာကင်မရာမှာလည်းတစ်ခါမှတရုတ်မဆောင်မှုတဲ့အခါမှာအခုပြန်ကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးလည်းငယ်နေရလဲတွေ့ရရဲ့ပြီးတော့အမှတ်တရလည်းအများကြီးရှိတဲ့ဇာတ်ကားပါမေလေး ချစ်မိနေပါပြီ။သူမေကိုပြန်ချစ်လာ။သူ့ရင်ထဲမှာမင်းရှိလား။ကူညီပေးပါနော်။အစိုးရကြီးကမိန်းကလေးတယောက်ကိုမချစ်ဘူးဆိုရင်မချစ်ဘူးလို့ပြောတဲ့နေ။ပြပြတသားပြောတဲ့နေ။အဲဒါချစ်တာလို့လို့မချစ်တာလို့လို့လိုက်တဲ့အထိုက်လိုက်အထိုက်လျောက်နေလိုက်တဲ့အခါကျတော့တစ်ဖက်လူကခံစားရတာပေါ့နော်။အဲဆိုတော့ဆိုတော့ချစ်ချစ်တယ်။ အဲ့လိုပြောအပြောနဲ့ပဲမဟုတ်ပဲနဲ့အလုံးနဲ့တသိပြလက်တွေလောက်ပြအဲ့ဒါတကယ်မှန်တယ်ဒီမှာချင်းချစ်တယ်ပဲပေါ့မှာဒါပေမဲ့ဒီဇလန်နဲ့မှာကြတော့လေဟိုဆိုချစ်ရဲ့ကာရိုက်တာအဲ့လိုမျိုးစီမျိုးစီလေးဖြစ်နေလို့ပဲဆိုချစ်ဖြစ်ခဲ့တာလေနော်ကျွန်တော်ကတော့အေးပေါ့နော်ဒီစကားအဲ့လိုအရန်အောင်မြင်ကျွန်တော်တို့ဒီဒီကိုတစ်ခေါက်ပြန်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါ၁၀တန်းတော့လည်းလို့ပဲကိုရ၁၀တန်းတော့ပြင်ဦးလွင်မှာလေ၅၀နှစ်ချက်ပေါက်အောင်ရင်ပြင်ဦးလွင်ကအဲ့ ဖះကိုပြန်လာတော့တကယ်လေးသွားခဲ့ပါမေဘာလုပ်နေလဲဘာရဲ့လို့မဟုတ်ပါဘူးဒီကန်းကောင်မေးအောင်မှာရက်နေရတာစိတ်ချမ်းသာလို့ဒီကန်းကောင်ပင်ကအဆောင်ရှိရဲ့ရှူတင်စရတဲ့ရက်ပေါ့နော်စရတဲ့ရက် အဲ့ဆင်းမော်ပထမဆုံးရောက်တဲ့ရက်ကတော့လေအဲတကယ်ကိုအဲ့ဒီအပင်ကိုရှေ့အင်တာဗျူးမှာလည်းတစ်ခါဖြေလိုက်ပါတယ်ဘဝမှာအဲ့လောက်ကြီးရဲ့ကန့်ကောက်ပင်ကိုတစ်ခါမှမမြင်ဘူးဆိုတော့တော်တော်ကြီးရတော်တော်ကြီးရလူနှစ်ယောက်လောက်လေအေးစီယာ တက်သွားလို့ရတယ်ပင်စည်းဆိုရတယ်အကြီးပဲသူပင်တက်တယ်နှစ်တရာကျော်ပြီပေါ့အကြီးဆုံးကတော့တော့ပြချာရိုက်တာဒါတော့လေ production မှန်ရမှာ production မှန်ရရှာတာတင်နေပြီလားကျွန်တော်ကဟိုကရိုက်ကွင်းရောက်သွားမှသာတွေ့ရဆိုတော့လေတကယ်လို့ဟိုအဲ့လိုအပင်ဆိုင်မျိုးသာရန်ကုန်မှာရှိရန်ကုန်မှာပဲရိုက်မှာပေါ့ဘာဖြစ်လို့အဝေးကြီးတွေသွားပြီးဘီလင်းတီရိုက်နေတော့မှလဲဟုတ်တယ်ပေါ့ဆိုတော့အဲ့လိုအပင်မျိုးအဲ့လိုနေရာအဲ့ဒီ location နဲ့ကြိုက်တဲ့နေရာက မှာပေါ့အဲ့မှာပဲရှိတာတကယ်အဲ့ဒီအပင်ကြီးရတယ်တကယ်ဟုတ်မောပင်စည်းရတယ်အကြီးပဲအဲ့လိုအွှေတွေကလည်းဖျားနေတယ်အပင်လေးပေါ်မှာဆိုလို့ရှိရင်လည်းမတိုင်းပြောရရင်အပင်ကအရန်ကြီးရောလေနှစ်လဲကြီးမဲ့ထင်ရတယ်လို့နှစ်လဲရှိမဲ့ထင်ရတယ်လို့ဒါယုံကြည်မှုတစ်ခုပေါ့နော်ပြီးတော့အမှအကောင်ဘလောက်နေလဲရှိရယ်ကျွန်တော်ဆက်ပွဲတွေပါဆိုလို့ရှိရင်လည်းအဲ့ဒီပေါ်မှာအဲ့ဂျုံမရိုက်ခင်တော့ကမွေတွေပါခွေတွေလို့ဒုတ်တင်နေထိုးဖယ်ပြီးတော့ဟိုအကောင်ဘလောက်နေအဲ့လိုမျိုးပေါ့နော်ကီမီကောက်တွေလည်းတွေ့ရဲဆိုတော့မရိုက်ခင်ရိုက်ပြီးမှသာကျွန်တော်တို့ပြောတာ တာဖွင့်ရတယ်မရိုက်ဟောမကွာလည်းမပြောဟိုင်းနဲ့တွေ့တယ်ဒီကဟိုရိုက်ပြီးမှသာပြောတော့ဩဟဟဆိုပြီးတော့အဲ့ဒီမှာချူရီပြေဆိုတော့အမတ်တရားတော့ဟိုအလင်းရောင်နဲ့အဲ့ဒီကန်းကော်ဘန်တက်ကူရဲ့ခန်းလေညာနှစ်ယောက်သားပြိုင်ပြီးကူရဲ့ခန်းဆိုကိုကသာ acting တွေလုပ်နေတာအဲ့ဒီဟိုအဲ့ပုံမှာခါချင်းကောင်းတွေလည်းအများကြီးပဲကိုရဲ့အင်ဂျီကြားလည်းဝင်လို့ဝင်ဆိုတော့ ဲ့လိုမျိုးပေါ့နော်အဲပြိတ္တမသိအောင်ကိုယ့်ဟာကိုယ် acting တွေလုပ်ခဲ့ရတဲ့အပိုင်းလေးရတယ်ကအမှတ်တရအောင်အဲ့တော့ကြည့်နေမိဘူးတက်ခေတဲ့တတိပုံအဲဇောပေါ်မှာရအောက်ကလည်းလူတွေအများကြီးနဲ့အောက်ကလည်းမိကြီးလည်းထိုးထားဆိုတော့ပျော်ရွှင်ပြီးတက်တော့ဒီအချိန်ပလိန်သွားတက်ခိုင်းနေဆိုရင်တော့ရက်လန်မှာအပင်မြင်တာနဲ့တမျိုးစိတ်ကဖြစ်နေတယ်ကျွန်တော်တို့ဒီပြိတ္တကတော့အမှန်တိုင်းပြောရရင်အခုကန်းငော်နေရကြိုက်ပြီး နည်းနည်းလောက်တွင်ပါရင်တင်တက်တာပေါ့နော်ဒါပေမဲ့အကြောင်းတရားတွေအဖြစ်ပြက်တွေကလည်းအများကြီးကြားရမှာဖြစ်သွားတော့အခု9နှစ်ထိကြာခဲ့ပေါ့ကျောက်ကန်းကဒီစတင်မယ်ဆိုကိုဝိုင်းတို့နဲ့ပြောတဲ့အချိန်ကျကိုဝိုင်းချက်မင်းကဟောချက်မင်းကကိုဝိုင်းကချက်မင်းရေးတယ်ဒါတင်တော့မယ်တဲ့တင်တော့မယ်တဲ့အဲ့ဒါဆိုလို့ရှိရင်နဲ့ဟိုကန်းကဒီတင်တော့မယ်လို့အခုပြောပါကြောဟာလာကိုဝိုင်းဘယ်လိုတင်မှာလဲဒီလားဒီလားတင်တော့မယ်ဆိုအာအဲ့မှာအရန်ပြောတာပေါ့ဆိုတော့လွန်ခဲ့တဲ့9နှစ်လောက်တည်းကစကားကို တင်တော့မယ်အဲ့ဒီတော့စိုးရိမ်စိတ်လည်းရှိတယ်ပြိတက်တွေက9နှစ်လောက်ကြာပြီဆိုတော့မေ့ွားမလားဘူးနော်ဒါပေမဲ့ဂန်ဂွန်ဒီ page မှာစပြီဂန်ဂွန်ဒီကိုစမိတ်ဆက်တဲ့အချိန်မှာပြိတက်တွေက9နှစ်တောင်စောင်းရတဲ့ဇာတ်ကားကိုကြည့်ရတော့မယ်လို့ပြောတယ်အဲအမျိုးကြီးဆိုတော့ပြိတက်တွေစီရပဲစပြီ feedback ကိုပြန်ကြရတော့တိုင်းမသိရင်လည်းမဝမ်းသာပါဘူးပြန်ပြီးတော့တော့ပြန်ပါလားအဲ့ဒီ page ကိုလည်းကြည့်ပေးထားတဲ့ပြိတက်တွေအဲအများကြီးအားပေးရဆိုလို့ရှိရင်တခြားကျွန်တော်တို့တွားကိုတွားရမယ်တာဝန်ရှိသွားတယ်ပြန်ရောပြန်သွားတယ်ရှိရအောင် ရမ်းရှိရပါဘူး။ကိုယ်ကမှမတရားလေး။ဟုတ်မတရားလေးနော်။ဒီကန်းကော်နီရုပ်ရှင်စကားကြီးမှာ main main သရုပ်ဆောင်ဆိုအဲကန်းကော်ကြီးဒီလေ။ကန်းကော်ကြီးကသူကလုံးဝလုံးဝကောင်းဆောင်နေကောင်းဆောင်။ဆိုတော့အရင်တော့ကျွန်တော်ตอนนี้ฎบ่ยายขึ้นมั้ยมารู้ตะคอกปะพี่ตะนินตะคู่แทบเปียวอ่ะไม่คิดไม่เหนกว่ามั้ยโซราแล้วกูแลด้าแล้วขึ้นมาจ่มลงนะครับบ่หู้มาจนเจอว่าโห ဲ့လိုပဲ၁၀ရက်နှုန်းအလိုပေါ့ပြင်ဦးလွင်မှာဂရီပေးခဲ့လို့ပေါ့ငါနှစ်ချင်းပေါက်အောင်ရင်ဒီနန်းနန်းမှာလာပြီးပြန်ကြတော့မယ်ဆိုတာမျိုးပေါ့အခုဒီအတိုင်းအောင်ပြန်ရလဲအဲ့လိုဟိုတကန့်ကော်နီစကားလည်းအရင်ပြည့်သက်တွေအားပေးခဲ့ရင်ပောက်ခဲ့လို့ရှိရင်တစ်ခေါက်ပြန်လာပါမယ်ပြန်ပူဇော်ပါမယ်ဆိုရဲဂရီမျိုးပေါ့အဲ့မှာကိုယ့်ရဲ့ယုံကြည်မှုလေးတစ်ခုပေါ့